မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေနေလည်ခင်တဲ့ရင်များကိုအစဉ်ကန်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့ရင်အနေနဲ့မန္တလေး35လမ်းရှိပွင့်လင်းထားသောကရိတ်ကဖေးစားတောက်ဆိုင်အထက်မြင့်အဆောက်အုံပြုကြမှုတွင်စားတောက်သူများ၊ဆိုင်ဝန်ထမ်းများစစ်တပ်ဘက်မှရရှိတဦးနှင့်စစ်သား9ခန့်တိုက်ဆုံခဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့35လမ်းနဲ့85လမ်းတောင်တွင်ပွင့်လင်းထားသောကရိတ်ကဖေးစားတောက်ဆိုင်အထက်မြင့်အဆောက်အုံသည်မတ်လ28ရက်နေ့လော က်ခတ်သောငလျင်အတွင် လုံးဝပြိုကျမှုဖြစ်ပွားခဲ့ရာစားတောက်သူများဆိုင်ဝန်းနှများနှင့်အတူစစ်တပ်ဘက်မှအရာရှိတအူးနှင့်စစ်သား၉ဦးခန့်တေဆုံးခဲ့ကြောင်းသိရှိရသည်။ မတ်လ28ရက်နေ့မွန်လယ်12:52မိနစ်အချိန်ပြင်အား9.3အစင်ရှိငလျင်ကြီးလှုပ်ခတ်ခဲ့သောကြောင့်မန္တလေးမြို့35လမ်းနဲ့85လမ်းတောင်တွင်ဖွင့်လှစ်ထားသောကရိတ်ကဖေးအဆောက်အုံမှလုံးဝပြိုကျသွားခဲ့ကြောင်းရင်းသို့ပြိုကျခြင်းတွင်စားတောက်သူများဆိုင်ဝန်းထဲများအပြင်မန္တလေးမြို့ကိုလုံခြုံရေးယူကင်ပန်နေသောစစ်တပ်ရရှိတအုံးနှင့်စစ်သား9ဦးစုစုပေါင်းစစ်သား10ဦးပါပါဝင်သွားခဲ့ကြောင်းသိရှိရသည် ကရေကဖေးသည်မန္တလေးမြို့၏နာမည်ကျော်စားတောက်ဆိုင်ဖြစ်ပြီးမန္တလေးမြို့သူမြို့သားများဝင်ထွက်သွားလာစားတောက်နေကြသည့်နာမည်ကျော်ကဖေးနှင့်စားတောက်ဆိုင်ဖြစ်ကြောင်းသိရှိရသည်ဆလဘီငလျင်တန်တဲ့အမရောင်ဘူရန်နဲ့စကိုင်းမြွနဲ့တွင်ရှိခြေရွာများတွင်တောက်သုံးရီစာနေရိတ်ကနဲ့ဆေးဝါးအကူကြီးလိုအပ်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ငလျင်တန်းနဲ့မရပူရမြို့နယ်စကိုင်းမြို့နယ်မှာစင်ကာကြီးရွာပကြီကြီးရွာနဲ့ဘုံဘူးကြီးရွာတို့မှာတောက်သုံးရင်နဲ့ဈေးဝါများအကူအညီလိုအပ်နေကြောင်းအဆိုပါကြီးရွာမှာပြည်သူများကရှမ်းကုန်ခေတ္တတရင်ဌာနတန်းသူပြောဆိုသည်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလျင်ကြောင်မရပူရမြို့နယ်နဲ့စကိုင်းမြို့နယ်တွင်ရှိကြီးရွာများတွင်အိမ်များပြိုကျခြင်းပလီများပြိုကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအများစုသောကြီးရွာများသို့ကူညီကယ်ဆယ်မရောက်ရှိပေကြီးရွာများမှာပြည်သူများအချင်းချင်းသာပြန်လည်ထောက်ပံ့ကူညီကြကြောင်းသိရှိ ရသည်လမ်းတွင်ပျက်စီးနေတော့သွားရင်းလာရတော်လေးခက်ခဲနေပါတယ်ကဲဆဲရေးလည်းမရောက်ပါဘူးကဲဆဲရေးနဲ့ရေတန့်အစားအသောက်အကူအညီကတော့အရန်လိုအပ်နေပါတယ်အခုလောလောဆယ်ဆိုရင်ရတနာကိုဖျားအနေကစင်ကာရွာပကြီကြီးရွာနဲ့ဘုံမိုးကြီးရွာမှာအကူအညီတွေလိုအပ်နေပါတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည် ကြေးရွာများတွင်လည်းငလျင်တန်တဲ့ကြောင့်အိမ်များပြိုကျပျက်စီးနေပြီးနေထိုင်ရမတဲ့တော်တော်ကြောင့်ထို့ကြောင့်ကွင်းပြင်များတွင်စုဖွဲ၍နေထိုင်နေရပြီးညချိန်မွေကင်းအန္တရာယ်များလည်းစိုးရိမ်နေရကြောင်းကျန်းမာရေးမကောင်းမွန်သောတက်ကြီးရွယ်အိုများကလေးမိခင်များနှင့်ကလေးများမှလည်းကျန်းမာရေးမကောင်းမွန်နှင့်အနာပြားမှုများဖြစ်ပေါ်နေကြောင်းသိရှိရသည်။ လက်ရှိကတော့အိမ်တော်တော်များများနေလို့မရတော့ပါဘူးရေတန်းနဲ့အစားအစာအတေကလိုအပ်ပါတယ်ပြီးတော့ဆေးဝါးလေးလိုတယ်ဖျားနာတာနဲ့အပူတန်းကြောင့်ပင်ပန်းနေနေတာတွေဖြစ်တယ်ဓာတ်စားနဲ့ဆေးဝါးတွေလည်းလိုပါတယ်ဟုတ်ဒေသပြည်သူတို့ကပြောဆိုသည် အမရပူရာမြို့နယ်ပုံမိုးကျေးရွာရင်းလေဗလီများပြိုချမှုကြောင့်အလောင်း130ကျော်မှ200နေပါဖို့ယူရရှိထားပြီးဗလီတလုံးမှာမူဆယ်ရန်များအခက်ခဲကြောင့်အလောင်းများမတူဖို့ရသေးကြောင်းခြေရွာနေပြည်သူများကိုကွင်းပြင်တွင်စုစည်း၍စုပေါင်းနေထိုင်ကြကြောင်းပုံမိုးကျေးရွာရင်းလေလူဦးရေ1000ဝန်းကျင်ရှိ၍ဇာနယ်ရိတ်ကဆေးဝါးနှင့်တောက်သုံးရည်များအထိကလိုအပ်ကြောင်းသိရှိရပါသေးရှင်။ ဆက်လက်ပြီးငလျင်တန်နဲ့မန္တလေးမှစီးပွားရေးသမားများနဲ့စမှုဆောင်လုပ်ငန်းရှင်များစီးပွားရေးအဖွဲ့များကိုနေပြည်တော်သို့ခေါ်ပြီးစစ်ကောင်စီကအတင်းအကျပ်အလွန်ငွေတောင်းရန်ကုန်မှလုပ်ငန်းရှင်များကိုလည်းလေရင်ဖြင့်ခေါ်ယူငွေတောင်းဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အကြံဖတ်ဆက်ကောင်းစီကပြည်ရင်းမှနမဲကျော်စီးပွားရေးလုပ်ငန်းရှင်များနဲ့စက်မှုဆောင်လုပ်ငန်းရှင်များစီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနဲ့လူမှုရေးအသင်းအဖွဲ့များကိုနှိပ်ပြီးတော့ခေါ်ယူကငလျင်ပေးတဲ့ကုညီရေးအတင်းကျပ်ငွေတောင်းခံနေကြောင်းငွေကြေးတောင်းခံရသည့်စီးပွားရေးတိုင်ဝမ်ကပြောဆိုသည် ယနေ့ဧပြီလ၁ရက်နေ့မော်လယ်၂နာရီချိန်နေပြည်တော်တပောင်းခွင့်ရာရီခမ်းမှာတွင်အလွန်ငွေလက်ခံပွဲကျင်းပမည်ဖြစ်ပြီးမန္တလေးမှလုပ်ငန်းရှင်များအသင်းအဖွဲ့များရန်ကုန်မှစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့များတက်ရောက်ရန်စစ်ကောင်စီကခေါ်ယူထားကြောင်းသိရှိရသည်မတ်လ၂၈ရက်နေ့လှုပ်ခတ်ခဲ့သောငလျင်တန်းကြောင်းမန္တလေးနေပြည်တော်စကိုင်းပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသများတွင်သိဆုံးသူနှင့်ပျက်စီးဆုံးရှုံးမှုများမြင်မာခဲ့ကြောင်းထို့သောကြောင့်တွေ့နေရခြင်းကေဆေးရေးနှင့်ကုညီရေးလုပ်ငန်းများလိုအပ်နေသောမြို့များစွာရှိနေပြီး ပြည်သူများအတိတ်ဒုက္ခရောက်နေရတော့လဲစက်ကောင်စီကငွေကြေးရရှိရေးကိုသာ OTP ရပြီးချိန်ဆောင်နေကြောင်းသိရှိရသည်။ ရှင်းတို့လူငွေတောင်းခံရရင်ငလျင်တန်တဲ့မန္တလေးမှလုပ်ငန်းရှင်များစီးပွားရေးသမားများစီးပွားရေးဆိုင်ရာအသင်းဖွဲ့များကိုလည်းနေပြည်တော်တို့ခေါ်ယူကြပြီးအလူငွေပေးရတဲ့အခမ်းအနားတို့မန္တလေးမှလူကိုယ်တိုင်မတက်ရောက်နိုင်မှာကဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကကိုစားလူငွေလက်ခံပေးမည်ဖြစ်ကြောင်းစစ်ကောင်စီဖိအားပေးချိန်ချောက်ထားတဲ့ဖိတ်ခေါ်စာရင်းပေါ်ပြထားတယ်။ ထို့ပြင်ရန်ကုန်မှလုပ်ငန်းရှင်များအသင်းဖွဲ့များအနေဖြင့်နေပြည်တော်သို့ငွေလာပေးရန်စစ်ကောင်စီကလင်းရဲသွားပြန်စီစဉ်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။ငလင်းထံမှာပိတ်မိနေတဲ့ပြည်သူကိုတော့ကယ်မထုတ်နိုင်သေးပါဘူးအဲ့ဒါကိုငွေရဖို့နေပြည်တော်မှာအခမ်းအနားနဲ့လင်းရင်ပြန်အကျိုးပို့စီစဉ်ပြီးအလူခံပွဲလုပ်နေပြီဟုစီးပွားရေးသတင်းရင်းမြစ်ကပြောဆိုသည် ။ရန်ကုန်တိုင်းမှာစက်မှုဆောင်များကိုလည်းစက်မှုဆောင်တစ်ခုလေးငွေချက်သိန်း200နှုန်းဖြင့်ဧပြီလ4ရက်နေ့တွင်နောက်ဆုံးထားမဖြစ်မနေစစ်ကောင်စီတန်းသူငွေပေးအရန်စစ်တပ်ကဖိအားပေးလျက်ရှိသည်။ရှိခိုးဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြန်မုံတွင်စစ်တပ်ကယနေ့ညပိုင်းလက်နက်ကြီးများဖြင့်ခြေရွာများကိုပစ်ခတ်မှုပြည်သူတို့တန်ရန်ရပြီးအလကပရွာကိုဝင်ရောက်စီးနှင်းကတနက်များပစ်ပေါက်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းမြေမှုမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကယနေ့ညပိုင်းလက်နက်ကြီးများဖြင့်ကျေးရွာများကိုပစ်ခတ်ခြင်းကြောင့်ပြည်သူတို့ဒဏ်ရာရပြီးအလကပါရွာကိုဝင်ရောက်စီးနှင်ကတနက်များပြစ်ပေါက်နေကြောင်းမြေမှုမြို့နယ်တွင်မြန်ပြန်ကြားရေးအဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တွင်ဌာနထံသို့ပြောဆိုသည်မတ်လ31ရက်နေ့ည7:40မိနစ်ခန့်တွင်မြင်းမှုမျိုးနှင့်ထီးဆောင်ရွာတွင်ထိုင်းချတက်ဆဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများဖြင့်ခြေရွာများကိုရန်တန့်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်သောလက်နက်ကြီးထိမှန်ပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရရှိကပြည်သူအချို့လည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်ထီဆောင်ကျေးရွာမှာတိုင်းခြားတက်ဆွဲထားတဲ့ဂျမ်းဖက်ဆက်ခွေတွေကလက်နက်ကြီးတွေနဲ့ရန်တမ်းပြက်ခန်းနေတာပါအခုသိရတာကတော့ပြည်သူတို့ထိခိုက်ဒဏ်ရာရတယ်လို့သိထားရတယ်ဟုမြို့မြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည် အလာတူမြင်းမူမျိုးနဲ့မြောင်လန်းခွေရှိစစ်သားများနဲ့ဒုမြမာကျော်စီဆိုင်နဲ့အထိုင်ချတက်ဆဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းယနေ့ညပိုင်းတွင်အလကဘာကျေးရွာကိုဝင်ရောက်စီးနှင်ပြီးလက်နက်ငယ်များပြစ်ပောင်းနေကြောင်းမြင်းမူမျိုးနဲ့တရင်မှန်ပြန်ကြားရေးဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုသည်ဆလဘိစင်ကုန်းမြို့နယ်လက်ပံလာရွာကိုစစ်တပ်ကယနေ့ညနေပိုင်းလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုရွာထဲ၌မိလောင်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းစင်ကိုမြို့နယ်လပန်လာရွာကိုအစံဘတ်စစ်တပ်ကယနေ့ညပိုင်းလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ရွာရဲနိုင်မီလောင်နေပြီးရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်သတင်းဌာနတန်တို့ပြောဆိုသည်မတ်လ31ရက်နေ့ညနေ6နာရီဝန်းကျင်ခန့်တွင်စင်ကုန်းမြို့နယ်လက်ပံလာရွာကိုလှင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ အကြမ်းဖက်စစ်တပ်၏လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ခြေရွာတွင်မီးလောင်နေပြီးပြည်သူများလည်းရွာလုံးကျွထွက်ပြေးနေရကပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။လက်ဗန်လာကိုလင်းရင်နဲ့ပုံကျဲချသွားတဲ့6နိုင်ဝန်းကျင်လောက်ကရွာထဲမှာမီးတွေလည်းလောင်နေတယ်။လူထိခိုက်တော့မသေးရသေးဘူး။ပြည်သူတွေကငလျင်ဘေးနဲ့စိတ်ဆင်းရဲနေခြင်းကိုလျင်ရင်နဲ့ဘုံပတ်ကျင်းနေတာဟုဒေသပြည်သူတို့ကပြောဆိုသည် မြောင်ကျုံးမှာစမှုထမ်းခြင်းမပေးလို့တရက်ကွက်လုံးရှိလူငယ်တွေကိုစည်ရင်သွင်းမှုဆင့်ခေါ်ခံရဆိုတဲ့တဲ့ရင်အပါဝင်နောက်ဆုံးရတဲ့တဲ့ရင်များကိုစည်ရင်ခံတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းညောင်တို့မျိုးမှာစစ်မှုတန်းချိန်မပေးတာကြောင့်စစ်ကောင်စီကရက်ွက်တစ်ခုလုံးရှိစစ်မှုတန်းရမယ့်လူငယ်တွေကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကတဆင်စစ်မှုတန်းစီရင်သွင်းမှုမတ်လ29ရက်နေ့ကဆင်ခေါ်ခဲ့တယ်လို့မြို့ကန်ရွေပြောပြချက်အရသိရပါဗျ။မြို့နယ်စစ်မှုတန်းဆင်ခေါ်ရေးအဖွဲ့ကအမှန်နဲ့ရက်ွက်ရှိအသက်18နှစ်ကနေ35နှစ်အတွင်းရှိလူငယ်မျိုးသားအလုံးကိုဆင်ခေါ်စာပေးပို့ခဲ့တာဖြစ်ပြီးပြက်ကွက်ပါကစစ်မှုတန်းဥပဒေအရအေးအေးယူခံရမယ်လို့ဆင်ခေါ်စာရဲ့ရေးသားဒါသာစုံစမ်းသည့် ရှိရပါတယ်။ရက်ခွက်တစ်ခုလုံးလိုက်ပေးရတာလူမရှိတဲ့သူတွေလည်းနာမည်စရင်နဲ့ပါတယ်နိုင်ငံခြားအလုပ်သွားလုပ်သူတွေအကုန်လုံးပဲပြေးတဲ့သူတွေလည်းပြေးကုန်ကြပြီလို့အသက်35ဝန်းကျင် မြို့ကအမျိုးသမီးတူက CJ platform ကိုပြောပါတယ်အခုလိုစီရင်သွင်းမှုမြို့နယ်ရုံးကနေစင့်ခေါ်ခံရတာကြောင့်ရက်ခွက်အတွင်းရှိလူငယ်တွေလည်းထိတ်လန့်နေကြတယ်လို့သူကဆက်ပြောပါတယ် ညောင်တုံမြို့မှာရက်ကွက်၁၀ခုရှိတဲ့အနက်အမှတ်နှစ်ရက်ကွက်တစ်ခုတွေကိုသာစင်ခေါ်ခဲ့တာဖြစ်ပြီးခြံနှစ်ရက်ကွက်တွေကတော့စမူတန်ကြီးအဖြစ်တိုင်နာကို၁၀၀၀ချက်ကနေ၅၀၀ချက်ထိပေးဆောင်နေရဆဲဖြစ်တယ်လို့သိရပါဗျာ။